အမျိုးသားညညရေးတိုင်ပင်ခံကောင်စီ NUCC ကမေလေးရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့ကောင်စီဝင်ကိုယ်စားလှယ်တွေရဲ့အမြင်စင်းထဲမှာပြည်နယ်လူမျိုးကိုစားပြုကောင်စီအဖြစ်မွန်ပြည်ဖက်ဒရယ်ကောင်စီလည်းပါဝင်ပါတယ်။အာဏာသိမ်းမှုအတွင်းဖွဲ့စည်းခဲ့တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဟာအမျိုးသားညညရေးဆိုရ NUG မှာဝင်ကြီး၃ဦးပါဝင်တယ်လို့ NUCC မှာလည်းကိုယ်စားလှယ်၃ဦးဆီလွှတ်ထားတာပါ။မွန်ပြည်ဖက်ဒရယ်ကောင်စီပြောခွင့်ရနိုင်မွန်ဆိုင်က NUCC မှာမွန်ပြည်နဲ့မိုလူဒုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးဖက်ဒရယ်အရေးဆိုင်ရာနိုင်ငံရေးလမ်းကြောင်းကိုဆွေးနွေးတိုက်တွန်းတာတွေရှိတယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ NUCC မှာတော့ကျွန်တော်တို့တော့ဒီအလုပ်တွေတော့အများကြီးလုပ်ဖြစ်ပါတယ်ပေါ့နော်။ဒီဖန်နမတစ်ချက်ကတော့ဒီအဲကျွန်တော်တို့တိုင်းနာတွေလူရဲစုတွေနောက်ပြီးတော့ဒီဗရာယီလူရဲစုတွေစသဖြင့်ပေါ့နော်။ဒီ တို့ရဲ့ဒေတာရဲ့ခွေရီတွေ့ရတော့အများတော်ဖြစ်ဒီ NUCC ရဲ့ချမှတ်ထားတဲ့ဒီ Federal Democracy Charter လမ်းကြောင်းတစ်ပေါ်မှာမူတည်ပြီးတော့ဗာဒါလုံးဆောင်နေကြတာဒီရှိပါတယ်ဟဲ့ဗောနော်2021ခုနှစ်မတ်လ30ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ Federal Democracy Charter အပိုင်း1နဲ့2ရှိပေမဲ့အပိုင်း1ဟာတိုင်းဒါလူလာချက်တွေနဲ့မတ်ဆက်တဲ့အတွက်ပါဝင်နေတဲ့အစုဖွဲ့တွေကဝိုင်းဝန်းပြင်ဆင်ခဲ့ကြတယ်လို့ပြောပါတယ် မော်ဘီဖက်ဒရယ်ကောင်စီအနေနဲ့အမျိုးသားညညရေးတိုင်ပင်ခံကောင်စီ NUCC မှာမဟာဗျူဟာရလုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိပြီးပညာရေး၊ကျန်းမာရေးစတဲ့ကဏ္ဍတွေလည်းပါဝင်တယ်လို့သူကဆက်ပြောပါတယ်။အဲဒီလိုပူးပေါင်းဆောင်ရွက်ဖို့ NUCC ရဲ့ကုတ်ကဲမှုအောက်မှာ JCC Joint Coordinating Committee တွေဖွဲ့စည်းထားပြီးအဲဒီကနေတဆင့်မြို့သားညညရေးဆိုရ NUG နဲ့ပညာရေးကျန်းမာရေးအပြင်တခြားဌာနအသီးသီးတွေလည်းပူးပေါင်းလှုပ်ဆောင်နေတာလို့နိုင်မွန်ဆိုင်ကရှင်းပြပါတယ်။ ဒါအပြင်ပြည်내အားကောင်းရေးကနေပြည်ထောင်စုအားကောင်းရေး bottleneck federalism approach ကိုအခြေခံတဲ့ federal အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေရေးဆွဲရေးမှာလည်းပူးပေါင်းပါဝင်နေကြတယ်လို့သူကအခုလိုပြောပါတယ်ဒီနောက်ပိုင်းပါနော်ဒီနောက်ပိုင်းကဒီအာ federal ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာဒီပြည်내တွေအားကောင်းရေးအားလည်းရည်ကြီးတာထွက်တဲ့ဖြစ်တဲ့အတွက်ဒီပြည်내အားကောင်းရေးမှာစီပြည်ထောင်စုအားကောင်းရေးစီအားကောင်းရေးပေါ့နော် ဒါကိုဘရွန်အဖရလစ်ဇမ်ကိစ္စတွေအားလည်းကျွန်တော်တို့ NUCC မှာကြည်ကြေပြပြအဆွေးနွေးပြီးတော့မှဒီပြည်နယ်အစီတွေပေါ့နော်ပြည်နယ်ပြည်နယ်တွေအစီတွေပြည်နယ်ယူနစ်တွေပေါ့နော်အဲဒီမှာလည်းစတင်ကြည့်တော့ဖို့ဆိုတာလည်းပြောဆိုလာကြတာလေးရှိပါတယ်ဒါပြည်နယ်ယူနစ်ဆိုတာကတော့ခုနပြောတဲ့ဒီတောင်လိုင်းကိုကိုတောင်လိုင်းမှာနေနေတချို့ထိန်ချုပ်နိုင်တဲ့ဒီအော စကိုင်းတို့မကွေးတို့မန္တလေးတို့နဲ့အတာပါအပါဝင်ပဲဖြစ်ပါတယ်ဖက်ဒရယ်အသွင်ကူးပြောင်းရေးစီမံဆိုင်ရာအခြေခံဥပဒေကိုပြီးခဲ့တဲ့နှစ်ကတည်းကစတင်ရေးဆွဲခဲ့ကြတာဖြစ်ပြီးအခုနှစ်ဩဂုတ်နဲ့စက်တင်ဘာလမှာအပိသက်ရေးဆွဲနိုင်ဖို့ကြိုးပမ်းနေတယ်လို့ NCC ဘက်ကထုတ်ပြောထားတာပါအဲ့ဒီအခြေခံဥပဒေရေးဆွဲရေးမှာမော်ပြည်ဖက်ဒရယ်ကောင်စီအပါအဝင်တိုင်းဒေသနဲ့ကိုင်တော်လိုင်းအဖွဲ့အစည်းတွေနဲ့ပြည်내လူမျိုးကိုစားပြုဖက်ဒရယ်ကောင်စီတွေစတဲ့အဖွဲ့အစည်းတွေလည်းပါဝင်ပါတယ် NCC ဟာလက်ရှိတော်လိုင်းကာလမှာ မိုးဝါရာပိုင်းဆိုင်ရာနိုင်ငံရေးဥဆောင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့အမျိုးသားညွတ်ရေးဆိုရ NUG ကိုမိုးဝါရာရအကူအညီတွေပေးနိုင်အောင်ဝိုင်းဝန်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ Federal Democracy ပြည်ရင်းအစိတ်အပိုင်း1အခန်း2နဲ့အစိတ်အပိုင်း2အခန်း3အပိုက်15ရ NUCC ကို2022ခုနှစ်မတ်လ2ရက်နေ့မှာဖွဲ့စည်းခဲ့ပြီးလက်ရှိမှာအစုအဖွဲ့5ခုကအဖွဲ့ဝင်အဖွဲ့အစည်းကိုယ်စားလှယ်တွေရဲ့အမည်စင်းတွေကိုဖော်ပြလာတာပါ။အဲ့ဒီထဲမှာပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အပါအဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေတိုင်းသားတော်လိုင်းအဖွဲ့အစည်းတွေနဲ့ဂျာကာလာပြည်နယ်ဖက်ဒရယ်ယူနစ်လူမျိုးကိုယ်စားပြုအဖွဲ့အစည်းကောင်စီတွေလည်းပါဝင်ပါတယ်။ဒါ့အပြင်တပ်မကတွေမြို့သမီးတွေလူငယ်နဲ့လူနယ်စုဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင်အရက်ဖက်အဖွဲ့အစည်းတွေအာနာရှင်စနစ်စန့်ကျင်ရေးမှာပါဝင်နေကြတဲ့နိုင်ငံဝန်ထမ်းတွေအပါအဝင်စီရီယံလှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းတွေလူထုတပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းတွေလည်းပါဝင်ကြပါတယ်။နိုင်မွန်ဆိုင်ကတော့ NUCC မှာပါဝင်နေကြတဲ့အစုအဖွဲ့၅ရဟာ စုံလင်တဲ့ဒေါ်လာရေးတပောင်းစုဖြစ်တဲ့အတွက်စုံဖြတ်ချက်ချတဲ့အခါတပါတီပုံစံနဲ့မတူဘူးလို့ပြောပါတယ်။ဒီစစ်ပွဲမှာရတာတော့တော်တော်လေးစုံလင်တဲ့ဒေါ်လာရေးတပောင်းစုဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီအင်ဂျီစီမှာကျွန်တော်တို့မင်ဘာတယောက်အနေနဲ့ဝင်အောင်လုပ်ခိုင်းရတာအမှန်တမ်းလည်းကျွန်တော်တို့အာကိုယူပါတယ်ပေါ့နော်ကိုယူတယ်လို့ပဲပြောရမယ်ဒါပေမဲ့တည်တဲ့အချိန်မှာပဲဒီအာတမောင်းစုမဟာမိတ်ဖွဲ့စည်းတဲ့အတော်တော်များများတော့ဒီ တော့ဝင်းဘတ်တပါတီပုံစံနဲ့တော့မတူဘူးနော်ဒါတော့ဆုံးဖြတ်ချက်ချတဲ့ခါမှာဟိုခနေ့မအာဒီလေးချက်ချဆွေးနွေးတိုင်ပင်မျိုးတော့ချမရတာမျိုးတွေအာရှိပါတယ်မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို2021ခုနှစ်ဧပြီလအတွင်းမွန်ပြည်ဂျားကာလာပူပေါင်းဆောင်ရွက်ကော်မတီ MSICC အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီး2023ခုနှစ်ဇန်နဝါရီမှာတော့ပြည်내ဖက်ဒရယ်ယူနစ်တရအဖြစ်အသွင်ကူးပြောင်းခဲ့တာပါ ကောင်စီမှာကာကွယ်ရေးနဲ့တရားစီရင်ရေးပြည်ထရေးကျန်းမာရေးပညာရေးလူသားချင်းစာနာမှုကူညီရေးမြေယာတရားစာတသတင်းနဲ့ပြန်ကြားရေးမြို့သမီးနဲ့ကလေးငယ်ပြင်ပဆက်ဆံရေးဗန္နာရေးနဲ့အခွန်ကောက်ခံရေးဌာနစတဲ့ဌာနတွေနဲ့အကောင့်ထဲပေါင်းနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ကာကွယ်ရေးဌာနရဲ့ကုကဲမှုအောက်မှာမော်ပြီတော်လိုင်းတက် MSRF တရှိနေပြီးကြံမော်လက်နက်ကင်တပ်ဖွဲ့တွေအပါအဝင်တခြားတော်လိုင်းအင်အားစုတွေနဲ့လည်းစေးအရာပူးပေါင်းလှုပ်ရှားနေတာဖြစ်ပါတယ်။